ကဘာပေါ်မှာ delivery သမားကတယောက်ပဲရှိရဲဆိုရင်သူဘလောက်တောင်အလုပ်များမှလဲဆိုတော့စဉ်းစားဘူးပါသလားအာဖရိကဘက်မှာ aura ရှိလို့ကောင်မလေးကဆိုင်ငယ်စီးသွားလိုက်ပါတယ်လန်တဝါမှာကျွဲရက်ကောင်ထွက်လာပြီးအစားအစာကိုလာလို့ပါတယ်ကောင်မလေးကဆိုင်ငယ်ဘောကနေဆင်းပြီးကျွဲရည်နဲ့တိုက်ခိုက်လိုက်တယ်နောက်ဆုံးမှာကျွဲနဲ့အစားအစာကိုပေါင်ပြီး customer စီပို့ပေးလိုက်တယ် customer ကလည်းသူ့ကိုကျင်ကားလုံးပေးလိုက်တယ်ဟိမဝင်နာတောင်ပတ်မှာ aura ရှိလို့ကောင်မလေးကတစ်ခုလုံးအဝဲအထူကြီးဝယ်ပြီးသွားလိုက်တယ် သူရောက်သွားတဲ့အချိန်မှာတော့လူတယောက်မှမရှိပါဘူးအမှန်တကယ်ကတော့ customer က location ထောက်တာမှားသွားတာပါပုံမဲ့နေရာကဟိမွေနာတောင်မဟုတ်ပဲတလီမကန်တဲကန်နာရဖြစ်နေပါလေကောင်မလေးက customer ကိုဖုံးဆက်ပြီးမိလိုက်ပါလေအဆိုဘလိုလုံးမလဲအချိန်အောင်ကြော်တော့မေး customer ဘက်ကသူ့ကိုရောက်ရှိကြောင်းခလုတ်အရင်နေခိုင်းလိုက်ပါလေပြီးရင်တော့ကောင်မလေးကကလောက်ကိုစီပြီးသွားပို့ပေးလိုက်တယ် customer ရဲ့ဖုန်း location ကိုလည်းတခါတည်းပြင်ပေးလိုက်တယ်အနောက်ဘက်သမုတ်တရာကြီးကနေ order မှလာပါတယ် ကာမာလီကရင်ခုံဝတ်စုံဝေပြီးသွားပို့ပေးလိုက်တဲ့နေရာရောက်တဲ့အခါစပွန်ဘောရဲ့အော်ရာဖြစ်နေပါတယ်။ကာမာလီကသူ့ကိုဘာလို့ဟမ်ဘာဂါကိုမစားတော့တာလဲဆိုပြီးမေးလိုက်တဲ့စပွန်ကီဘောကလည်းဘယ်အစားစာမစိုးနေတိုင်းဆိုင်ရင်ဘသူကခံနိုင်မှာလဲဆိုပြီးသူ့ကိုပြန်ပြောလိုက်တယ်။သူကကောင်မလေးကိုဟမ်ဘာဂါရဲ့လှည့်ဝတ်ချက်ပေးလိုက်တယ်။အဲဒါကြောင့်မို့လို့ကောင်မလေးကကုန်းမော့ပြန်ရောက်လာတဲ့အခါစီချွန်ဟမ်ဘာဂါဆိုင်ဒီဇိုင်းကိုဖွင့်လိုက်ပါတယ်။ဆိုင်ဖွင့်ပြီးတော့သူကိုယ်တိုင်အော်ဒါလိုက်ပို့တယ်။အင်ကာဂျူကလည်းအော်ဒါမှလာပါတယ်။ အာဂါတာရင်မူကကိုရဲစာတီးရဲ့ဟင်းကိုစားခြင်းပြီးအမေလုတ်တဲ့ရတာကိုလွမ်းလို့ဆိုပြီးပြောလိုက်ပါတယ်။အဲတော့ကောင်မလေးကအာဂါတာရင်မူရဲ့အမေကိုသွားပို့ပေးလိုက်တယ်။မင်းမင်းဆက်ခက်ကနေအော်လာမာလာပါတယ်။ကောင်မလေးကအချင်းခီမသွားတယ်လို့ပို့မရဘူးလို့ပြောလိုက်ပါတယ်။အဲဒီမင်းသားကသူ့ကိုအချင်းခီသွားတတာနဲ့လာပို့ခိုင်းလိုက်ပါတယ်။ရအောင်ပို့နိုင်မယ်ဆိုရင်တော့သူ့ကိုကြောက်စိမ့်တစ်စိမ့်နှစ်ခုလက်ဆောင်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့တော့ကောင်မလေးကစိတ်လှရှားပြီးအချင်းခီးသွားတစ်တာနဲ့သွားလိုက်ပါတယ်။ဒါပေမဲ့သူရောက်သွားတဲ့အချင်းကမှားနေပါတယ်။ သုံးနိုင်ငံခေဆေးအကြီးကျယ်ဖြစ်တဲ့အချိန်ကိုရောက်သွားတယ်။ကြောင်ရင်ကဒီကောင်မလေးချောလိုက်တာဆိုပြီးပြောလိုက်တယ်။ကောင်မလေးမင်းမင်းဆက်ခက်ကိုရောက်လာတဲ့အချိန်မှာမင်းသားကဗိုက်စာလိုဆုံးသွားပါပြီ။မင်းသားကလည်းသူ့ထွက်တတ်မတိုင်ခင်အထိကောင်မလေးကိုဆောင်ခဲ့ပါတယ်။ကောင်မလေးပြန်သွားဖို့လုံနေတဲ့အချိန်မှာမင်းသမီးကသူ့ကိုတားလိုက်တယ်။သူမရှိတော့ဘူးဆိုတော့နင်းနေခဲ့ပြီးမင်းသားလိုပါလား။ကောင်မလေးကငါကမိန်ကလေးပဲလေ မင်းသမီးကလည်းဘာဖြစ်လို့လဲဦးထရဲထံတော်မှမင်းကလေးပဲကိုနောက်ဆုံးမှမင်းသမီးကမင်းသားရဲ့နေရာကိုယူသွားပါတယ်။ကောင်မလေးကိုလည်းကြောက်စိမ့်တစ်စိတ်ဆေးလေးနှစ်ပူးလက်ဆောင်ပေးလိုက်ပါတယ်။ကောင်မလေးပြန်လာတာကိုတွေ့တော့အစားတလိုက်တွေအယံဝါသာပြီးမျက်ရည်ပါကြာကုန်တယ်။မတို့ပိုက်ရန်စာနေလို့မမြန်လာပို့ပေးပါဆိုပြီးကောင်မလေးကိုပြောလိုက်တယ်။ Snow White ကတော်ရဲမှာဘူသီးခုနှစ်လုံးကိုကောက်ခဲ့တယ်။ဘူသီးတွေကလည်းညီကိုခုနှစ်ယောက်ထွက်လာပြီးသူ့ကိုအမေလိုဝိုင်းခေါ်ကြတယ်။ Snow White ရှင်ပြမယ့်အချိန်မှာရက်စက်တဲ့မိတွေကရောက်လာပါတယ်။မိတွေက Snow White ကိုပြောလိုက်တယ်။ နင်လူပူလေး9ယောက်ကိုခေါ်လာတာနဲ့ငါရဲ့မိစ္ဆာစစ်တပ်ကြီးကိုနိုင်မယ်ထင်လားသူပြောပြီးတာနဲ့ဂျေးချောင်းကဦးဆောင်ပြီးမိစ္ဆာတွေနဲ့အတူတူသွားတိုက်ခိုက်ကြတယ်။ဘူဒီလေးတွေကမိစ္ဆာတွေငါမိကိုလာထီးဖို့မစင်စားနဲ့ဆိုပြီးရီနဲ့မိကိုမှုန့်နေကြတယ်။ဒီလိုနဲ့ပဲဘယင်မရဲ့စစ်တပ်ကကြာရှုံးသွားပါတယ်။နိုင်အောင်တိုက်အောင်မကဘူးဘူဒီနဲ့မိတွေကိုထိန်းချုပ်ထားလိုက်တယ်။ဒါပေမဲ့မိတွေမှာမော်စွမ်းရှိတယ်ဆိုတာသူတို့မသိကြပါဘူး။သူကိုချုပ်ထားတဲ့ဘူဒီကိုရိုက်ခွဲပြီးဘူဒီညီကိုရီးယားမော်စွမ်းတွေကိုဆုပ်ယူလိုက်တယ်။ အစွမ်းလေးကိုဆိုယူလိုက်တော့20မီတာမြင့်တဲ့ဘလူးမကြီးဖြစ်သွားပါလေ။ Snow White လည်းမတတ်နိုင်တော့သူ့ကိုပညာပြလိုက်ရတယ်။သူကဆက်တွင်နဲ့မိုးဖို့ပြန်သွားပြီးမိတွေးကိုနိုင်အောင်တိုက်ခိုက်ခဲ့ပါလေ။တစ်ဖက်မှာအဖိုးကမွေမိတ်စာနဲ့ရင်ဆိုင်ဖို့ပူးတီးဆိုင်နေပါလေ။ဒါပေမဲ့နောက်ဆုံးမှာလူပူလေးခုနှစ်ယောက်ထွက်လာတယ်။အဖိုးလည်းအံ့ဩသွားတယ်။သူတို့ကပူးတီးညီကိုရောဟုတ်ရဲ့လားဆိုပြီးမေးလိုက်တယ်။လူပူလေးကတော့ဘိုးတော်ကြီးနင့်မြတ်လို့မကောင်းဘူးလားငါတို့ကလူပူလေးခုနှစ်ယောက်လေအပူလေမွေမိတ်စာနဲ့ရင်ဆိုင်ဖို့ခေါင်းကိုက်သွားပါလေ ဒါပေမဲ့လူပုလေးတွေကအရန်တစ္ဆာရှိတယ်ဆိုတော့သူမသိပါဘူးသူတို့ကမွေမိတ်ဆာဘက်ကိုလှည့်ပြီးအစီကံသွားလုပ်ကြတယ်ဘီယင်မာကြီးခမဘီယင်မာမှာတာမရှိတဲ့တရင်ကြရတယ်ကျွန်တော်မျိုးတို့ကဘီယင်မာရဲ့မြေလေးတွေလာလုပေးလို့ရတယ်အဘိုးကြီးကအရန်အော်အော်သွားပါတယ်အဲဟာတွေကတစ္ဆာဖောင်းသမားခုနှစ်ယောက်မဟုတ်ဘူးလားမိတ်ဆာမာကအဘိုးကြီးကိုဖမ်းလိုက်တယ်အဘိုးမှာအင်္ဂလိပ်နာမည်ရှိတယ်ဆိုတော့သူတို့မသိပါဘူးအဲ့ဒီနာမည်ကတော့ Elbus Dumbledore ပါ Dumbledore ကအချုံးနောင်ကနေလွတ်လာပြီးမွေမိတ်ဆာကိုဖမ်းလိုက်တယ် ောက်ဆုံးမှသူတို့နေရာကအတူတူနေပြီးတော့ဘွားကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းသွားကြပါလေ